ားလုံးပဲမိင်္ဂလာပါခင်ဗျာ ပုံမှန်ပြထားတဲ့လက္ခဏာကတော့တရုတ်မြန်မာအင်္ဂလိပ်သုံးဘာသာလုံးကို တက်မြောက်နေတဲ့ရှင်းနှစ်သမီးလေးရဲ့လက္ခဏာပဲဖြစ်ပါတယ်သူရဲ့လက္ခဏာမှာအထူးခြားဆုံးကတော့ဉာဏ်လန်းဖြစ်ပါတယ်ဉာဏ်လန်းကရှည်လျားပြီးအားကောင်းနေပါတယ်သူရဲ့လက်ဝါးပြင်ကဂျူခုံတွေကလည်းမိုးမောက်နေပါတယ်ဂျူခုံတွေမိုးမောက်နေတာကတော့သူ့အတွက်ပန်းခင်းသောလမ်းပဲဖြစ်ပါတယ်သူဟာမူဆယ်ကိုပိုင်အထက်တန်းကျောင်းမှာနှစ်စဉ်ပထမဆုရတဲ့သူလေးဖြစ်ပါတယ် သူမရဲ့ငယ်စဉ်ဘဝကမြန်မာပြည်မှာမွေးဖွားပြီးမိဘကတရုတ်စကားပြန်နဲ့တရုတ်ပစ္စည်းအဝယ်တော်ဖြစ်တဲ့အတွက်ကြောင့်တရုတ်ပြည်မှာနေထိုင်ပါတယ်။နောက်တစ်ခုကတော့လက်ဖနောက်ပိုင်းထူတဲ့သူရဲ့လက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားသလိုမျိုးလက်အောက်ပိုင်းထူတဲ့သူတွေဟာတနင်းလာဂျူခုံနဲ့အောက်ကြာဂျူခုံမိုးမောက်တယ်လို့ခေါ်ပါတယ်။ထူသူတွေဟာအစားအသောက်မတတ်ပါနဲ့။အလုတ်ပင်ပန်းတာတွေနဲ့အကျိုးပေးတတ်ပါတယ်။ဒီလိုလူမျိုးတွေကစိတ်ကူးရင်အချက်မျိုးလည်းရှိတတ်ကြပါတယ်။ အခြေရေးမှာလဲစံပြချစ်တတ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့လက်ဝါပြင်ကပုံမှန်ပြထားသလိုမျိုးခက်တင်တင်အီအီဖြစ်နေမှာပဲဖြစ်ပါတယ်။ယူကုံတွေကလည်းတန့်ရှင်းနေရပါမယ်။ဒါမှပဲအခြေရေးမှာစံပြချစ်တတ်သူဖြစ်မှာပါ။နောက်ဆုံးတစ်ခုကတော့အိမ်တော်ရေးလန်းချောင်းကကျေအမတ်သားနဲ့အဆုံးသတ်နေခြင်းပဲဖြစ်ပါတယ်။တင်းရဲ့လက်ဝါပြင်မှာအိမ်တော်ရေးလန်းချောင်းဟာကျေအမတ်သားနဲ့အဆုံးသတ်နေခဲ့မယ်ဆိုရင် အချစ်ရဲ့ဇက်လန်အစမှာပဲမိမိဟာအတိုက်ခံနေပြိုင်ဘက်တွင်ချစ်လာရပါမယ် လူကြီးတွေရဲ့သဘောတူညီမှုတွေကိုလည်းမရတတ်ပါဘူးစိတ်ညစ်စရာတွေစိတ်ပျက်စရာတွေပျော်ဆွေမှုကင်းမဲ့ဖွယ်ရာတွေနဲ့ကြုံတွေ့ရတတ်တယ်လို့ချစ်သူအပေါ်စိတ်နာကြည်ဖွယ်ရာတွေကိုလည်းကြုံတွေ့ရပါမယ်မိမိကချစ်သူအပေါ်မှာအသက်ပေးချစ်မယ်သဝန်တူမယ်မိမိရဲ့ချစ်သူကတော့မိမိအပေါ်ထင်သလောက်သိစာမရှိပါဘူးမိမိရဲ့ရှေ့မှာတစ်မျိုး၊ကွယ်ရာမှာတစ်မျိုးကျင့်သုံးတတ်မယ်အကယ်၍အိမ်တော်ပြုပြီးရင်လည်းအကြောင်းတစ်ခုခုကြောင့်တရားဝင်ပြတ်စေရတတ်ပါတယ်။ဘယ်အကြောင်းဆိုတာကိုတော့ တခြားအမှတ်သားတွေနဲ့ညှိနှိုင်းယူရမှာပဲဖြစ်ပါတယ်။တင်းရဲ့လောက်ွားပြမှာဒီလိုအမှတ်သားပါလာခဲ့မယ်ဆိုရင်အိမ်တော်ကြီးကိုတတိထားဆင်ခြင်ဖို့လိုအပ်ပါတယ်။နောက်ထပ်မျှဝေပေးခြင်းကတော့ပြောင်းလဲတတ်တဲ့လက္ခဏာသဘာဝရဲ့သက်သေမှတ်တမ်းတွေပဲဖြစ်ပါတယ်။တနည်းအားဖြင့်ကျမ်းမာရေးမှတ်တမ်းလို့ပြောခြင်းပါတယ်။ပုံမှန်ပြထားတဲ့အမျိုးသမီးရဲ့လောက်ွားပြင်ကိုကြည့်လိုက်ပါသူရဲ့လက္ခဏာမှာ2024ခုနှစ်မှာလက်ညိုအောက်ကကြာသပြီးကြိုခုံအားကောင်းတာကိုတွေ့မြင်ရပါမယ်။တောက်ကြခပတ်ကလည်းမထင်ရှားသေးပါဘူး။ လက်ညိုအောက်ကန့်လန့်မြင်လည်းမထင်ရှားသေးပါဘူးအဲ့ဒီအချိန်တုန်းကကျမ်းမာရေးကောင်းနေပါတယ်ယခု2025မှာတော့ကြာသပတိဂျိုခုံဟာခြိုက်သွားပြီးကန့်လန့်မြင်ကလည်းထင်ရှားလျက်ရှိပြီးတောက်ကြခဘက်ကပိုပြီးထင်ရှားနေတာကိုတွေ့ရပါတယ်လက်ရှိသူမဟာနှလုံးမကောင်းခြင်းနဲ့အတူရေအိပ်မကောင်းတာကိုခံစားနေရပါတယ်ယောဂအခန့်ကိုတခြင်းဆူခြင်းနဲ့ကုစားပါတယ်အပျော်တမ်းခံစားမှုလုပ်နေပါတယ် အသက်လမ်းဟာအခုအသက်နေရာမှာကျွန်းပုံစံတွေးရှိတဲ့အချိန်အခုလိုယောဂခံစားရစေတာဖြစ်ပါတယ်ယောဂပြောင်းရင်ကျွန်းနေလဲပျောက်ကွယ်သွားပါလိမ့်မယ်ကျန်းမာရေးလမ်းကအသက်လမ်းကိုလာထိခိုက်ရင်ကျန်းမာရေးထိခိုက်ရပါတယ်အသက်လမ်းဆက်လက်အားကောင်းနေစေမှုအသက်တော့မတူနိုင်ပါဘူးဘယ်ဘက်လက်ကလည်းအတိတ်ကံတရားရဲ့သက်သေဖြစ်ပါတယ်သူ့ရဲ့ညာဘက်လက်ကိုဆက်ပြီးလေ့လာကြည့်ရအောင်ပါသူမရဲ့ကျမ်းမာရေးလမ်းဟာ2024မှာကျွန်းသိမ့်မဖြစ်ပေမဲ့လည်းယခုလိုဝင်းဖြစ်ချင်နေတာကတော့ ယောဂဖြစ်တော့မယ်ဆိုတာကိုပြသနေပါတယ်။2025မှာတော့ကျွန်းကဆက်မိသွားပြီးတော့လာဂျန်မြင်းတကူကလာပေါ်နေပါတယ်။ယောဂကုသဖို့ကြုံတော့မယ်ဆိုတာကိုပြသနေပါတယ်။ယခုဈေးကုသနေရပါတယ်။ဇိုးဝါးတဲ့ဆင်းတော့မရောက်သေးပါဘူး။ညာဘက်လက်ကလက်ရှိဖြစ်ပျက်မှုကိုပြသပါတယ်။ညာဘက်လက်ကမိမိစ조사ရယူမှုပေါ်မူတည်ပြီးလက္ခဏာကောင်းမှုပြုပြင်နိုင်ပါတယ်။စေးစစ်ပြီးကျမ်းမာရေးလိုက်စားမယ်ဆိုရင်အခြေအနေကောင်းကိုပြန်ရနိုင်ပါတယ်။ နောက်ထပ်လက်ဝါးပြင်တစ်ခုကတော့အစိုးရဇာနီအောင်ရဲ့လက်ဝါးပြင်ပဲဖြစ်ပါတယ်။သူရဲ့တောက်ကြကျူခုံနဲ့အင်္ဂါကျူခုံကမိုးမောက်ပြီးတော့ဦးရှင်နေပါတယ်။ဒီလိုအမြင့်ချင်းတူနေမယ်ဆိုရင်ထိုးသူဟာအမှုပညာကိုယူသွတ်ပါတယ်။အစိုးကအယံဝါဒနာပါပါတယ်။ပါတယ်လို့လည်းထူးကြွပါတယ်။အစိုးကအမှုပညာကိုဝါဒနာကြီးပြီးမျက်လို့ပါတယ်။တောက်ကြကျူခုံမိုးမောက်တိုင်းနာဘူးမဟုတ်ဘူးလို့ပြောကျင်တာပါ။ဒီလိုဂျိုမောက်တာညီညီတဲ့သူဟာစစ်တိုက်ခဲ့ရင်အမြန်ဆုံးအပြီးအထိတိုက်ပြီးအဆုံးအထိအမြန်ဆိုးမိုးလိုတဲ့သူမျိုးဖြစ်ပါတယ် ဥမာအဖြစ်ဟစ်တလာအလက်ဇန်ဒါနပိုလီယန်တို့ကလည်းဒီပုံစံမျိုးပဲရှိခဲ့ကြပါတယ်။လက်ပုံစံနှုတ်နယ်ပြီးတော့အယောင်လပရင်အမှုပညာဘက်ကိုပို့ပြီးအားသမယ်။လက်အနှဲငယ်တင်းပြီးတော့ကျန်းရင်စစ်ဘက်ကိုအားသမယ်။ယခုလက္ခဏာရှင်ကတော့2010 Melody War အစိုးပြိုင်ပွဲမှာတတရားစုရတဲ့ဇာနီအောင်ရဲ့လက္ခဏာဖြစ်ပါတယ်။ဆက်လက်ကြိုးစားရင်တော့အများသိပြီးကြော်ကြားလာနိုင်ပါတယ်။လက္ခဏာဆိုတာမိမိကကြိုးစားလေထင်ရှားလာလေဖြစ်ပါတယ်။ မိမိကိုယ်တိုင်စိတ်ပြက်နေမယ်ဆိုရင်တော့ကောင်းတဲ့လက္ခဏာတွေမိန်ပြီးပျောက်သွားနိုင်ပါတယ်။ဆက်လက်ပြီးကြိုးစားပါ။ဒီနေ့အောင်မြင်လာပါလိမ့်မယ်။လက္ခဏာကိုစစ်ဆေးတဲ့အခါမှာအဖက်ဖက်ကစစ်ဆေးရပါတယ်။သူ့ရဲ့လက်အရောင်ဂျိုးကုံတွေနဲ့လမ်းကြောင်းတွေကိုအတူစစ်ဆေးရပါတယ်။ပုံမှန်ပြထားတဲ့လက်မှာတော့လက်အရောင်ကပန်းရောင်ဖြစ်ပါတယ်။လက်ချောင်းပုံတွေကလာပါပါတယ်။ဂျိုးကုံတွေကလည်းလက်ချောင်းရင်းမှာရှိတဲ့ဂျာတာပတိဗုဒ္ဓဟူ တနင်းငွေတောက်ကြယူကုန်တွေကလပရှင်းတန်းနေပါတယ်။သူ့ရဲ့ကံလန်းကလည်းပြက်ပြီးထတ်ဆက်နေပါတယ်။ဒါကတော့အင်မတန်ကောင်းတဲ့ပြောင်းလဲမှုတွေကိုသာကြုံရနိုင်ပါတယ်။သူ့ရဲ့နှလုံးသားလမ်းကြောင်းမှာအပြားသုံးခွရှိနေခြင်းကအင်မတန်ကောင်းပါတယ်။ဒါပေမဲ့အစတကူကအောက်ကိုကျနေပါတယ်။ဒါကြောင့်သူကပထမလူနဲ့လွယ်ခဲရပြီးမှအဆင့်တန်းရှိတဲ့သူနဲ့အိမ်တော်ကြာရတတ်ပါတယ်။သူ့ရဲ့ညာလန်းကလည်းတန့်ရှင်းကောင်းမှုပြီးအပြားအခွပါပါတယ်။ကြောက်လဲကြောက်ပါတယ်။ အသက်လမ်းကလည်းအပြက်မြင်းတွေကင်းပါတယ်အသက်လမ်းကမြင်းကွေးပီသားပြီးအရန်မြင်းတွေလည်းပါရှိပါတယ်ဒါကြောင့်သူကလူဘဝရလာတဲ့နေရာမှာအစင်းမြင့်တဲ့အိမ်တော်ဘက်ကိုရယုံတာမှကသူကိုယ်တိုင်လည်းအလုပ်ရှိပြီးပြေစုံအေးချမ်းတဲ့ဘဝနဲ့ချမ်းသာစွာနဲ့နေထိုင်ရပါတယ်ပုံမှန်ပြထားတဲ့နမူနာလက်ကတော့နိုင်ငံသားမှရောက်ရှိနေတဲ့အရာရှိကတော်တဦးရဲ့လက်ဝါးပြင်မဲ့ဖြစ်ပါတယ်နောက်တစ်ခုကတော့ကံထူးတဲ့သူရဲ့လက္ခဏာပဲဖြစ်ပါတယ်သူကဘယ်လိုကံထူးပါသလဲ သူ့ရဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါသူ့ရဲ့လက်သံအောက်ကမြင်းတို့ကအပြက်လန်းနေကင်းရှင်းနေပါတယ်ဒါကြောင့်လက္ခဏာရှင်ကငွေကြေးတွေစုပုံပြီးရရှိပါလိမ့်မယ်သူ့ရဲ့အောင်မြင်လန်းကလည်းအင်မတန်ပီတထင်ရှားပါတယ်ဒါကြောင့်မမျော်လင့်တဲ့ချမ်းသာမှုကိုရရှိနိုင်ပါလိမ့်မယ်ဒီလက်ပိုင်ရှင်ဟာသူ့ရဲ့အလုတ်ကနေရလူနီပါအချိန်မှာပဲယာဒုတိုးတက်သွားပါတယ်သူ့ရဲ့အလုတ်ကနေယာဒုတိုးတက်တဲ့အပြင်အင်မတန်ကောင်းတဲ့နေရာကိုလည်းရောက်ရှိသွားပါတယ်ဒါတွေကလည်းသူ့ရဲ့ကံလမ်းရဲ့ကောင်းခြင်း လက်ရက်အယောင်ကောင်းခြင်းနဲ့လမ်းကြောင်းတွေရဲ့အပြက်လက်ကင်းခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။လူ့ဘဝမှာအိုဇာတာကောင်းမကောင်းဆိုတာလူတိုင်းသိချင်နေကြတဲ့မေးခွန်းဖြစ်ပါတယ်။သင်ရဲ့လက်ဝါးပြင်မှာလည်းအိုဇာတာကောင်းမကောင်းကိုဒီလိုအလွယ်ကလေးကြီးရှုနိုင်ပါတယ်။သင်ရဲ့အသက်လန်အဆုံးကို ကြီးလိုက်ပါပုံစံတက်မှာပြထားသလိုမျိုးအသက်လန်ရဲ့အဆုံးမှာစက်တောင်မွေးအမီလိုအမြင်ကလေးတွေဆင်းနေမယ်ဆိုရင်သင်ဟာအိုကန်ဆင်းရဲမယ် အသက်ကြီးကမှဆင်းရဲနှွမ်းပါပြီးစိတ်ဒုက္ခတွေတွေ့ရတတ်ပါတယ်စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ရတတ်ပါတယ်ပင်ပင်ပန်းပန်းရှာဖွေစားတောက်ရသူဖြစ်ရတတ်ပါတယ်ပုံစံနှစ်ကတော့တစ်မျိုးဖြစ်ပါတယ်အသက်လမ်းကအမြင်ကတော့ကြားနေပါတယ်သူ့ရဲ့ကံလမ်းကအားကောင်းနေတဲ့အတွက်အဲ့ဒီအမြင်လေးတွေဟာအောက်ခြေကကံလမ်းနဲ့ထိနေပါတယ်ဒီလိုထိနေပြီးမှဆိုရင်သူ့ရဲ့ဆင်းရဲဒုက္ခတွေဟာလက်တလုံးကြားမှာပဲလွတ်မြောက်သွားတတ်ပါတယ်ပုံစံ၃ကိုကြည့်လိုက်ပါသူကကြတော့ အသက်လမ်းကအစကတည်းကမညီမညာလေကတဲ့ပုံစံရှိနေပါတယ်။သူရဲ့အသက်ကြီးကမကောင်းပုံကတမှုထူးခြားပါတယ်။အတော်ချူချာပါလိမ့်မယ်။အိုကံမကောင်းပါဘူး။ကျမ်းမာရေးကိုငငယ်ကစပြီးအေးထိုင်းတော့လက္ခဏာပြောင်းသွားနိုင်ပါတယ်။အဲ့လိုမလောက်ထားဘူးဆိုရင်တော့နာတာရှိယောဂါရီနဲ့စီးစိမ်တွေပြုတ်သွားတတ်ပါတယ်။နောက်တစ်ခုကတော့ပုံမှန်ပေါ်ထွက်တတ်တဲ့ဉာဏ်လန်းကြောင့်ဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့ဉာဏ်လန်းမှာတော့အသက်လန်းနဲ့ဉာဏ်လန်းကပူးထွက်နေပါတယ်။ ဒီလိုအသက်လမ်းနဲ့ညံလမ်းဦးထွက်နေတဲ့သူတွေဟာလက်လို့စပယ်မလုပ်တတ်ပါဘူးတတိရှိတတ်ပါတယ်ကြောက်တတ်စိုးရိမ်တတ်ပါတယ်မိမိဘေးကင်းမှပဲလှုပ်ဆောင်တတ်လို့ရှိပါတယ်အမိတ်နဲ့စီကံကိုလည်းလိုင်းနာတတ်ပါတယ်နောက်တစ်ခုကတော့တာဝန်သိပြီးပြတ်သားတဲ့သူရဲ့လက္ခဏာပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက္ခဏာကိုကြည့်ပါသူရဲ့ညံလမ်းအစကအသက်လမ်းနဲ့ဟာနေပြီမဲ့လည်းတိတ်ကွာမနေပါဘူးဒါကြောင့်လက်ပိုင်ရှင်ဟာမိမိကိုယ်ကိုယုံကြည်မှုတွေရှိနေတတ်ပါတယ်သူတို့ဘာချုပ်ချယ်တာတွေကိုမကြိုက်တတ်ပါဘူး ပြဿနာရပ်တန်းကိုကင်တွယ်ဖြေရှင်းနိုင်ပါတယ်။တာဝန်သိပြီးတိကျပြတ်သားပါတယ်။ဥပဒေနဲ့တရားမျှတမှုကိုလိုလားတတ်တဲ့သူတယောက်လည်းဖြစ်ပါတယ်။ဒီနေ့လက္ခဏာဘုသူတရားလေးကတော့ဒီလောက်ပါပဲ။အားလုံးရှင်လန်းချမ်းမြေ့နိုင်ကြပါစေခင်ဗျာ။